1888ခုနှစ်ကမ္ဘာအင်အားကြီးဆုံးနိုင်ငံရေးမျိုးတော်ဖြစ်တဲ့ဗန်လန်မျိုးမှာဟုံးပွေလာတဲ့ငရဲတဲ့တစ်ခုရှိအဲ့ညာတော့ white chapel လို့ခေါ်တဲ့နေရာပါဒီလနဲ့မျိုးရဲ့စင်းရဲနွမ်းပါတဲ့ white chapel လိုနေရာမျိုးမှာအောက်ပိုချင်းဒီဘသူမှမသိရဲ့ serial killer တယောက်ရှိခဲ့ပါတယ် တို့လူတွေကတော့ check the river လို့တီးကြပါတယ်သူကလူတွေကိုလိုက်တဲ့ယုံနဲ့မကပဲနဲ့ခွဲစိတ်ပညာရှင်တို့လိုမျိုးသူ့တားကောင်ရဲ့ကိုရင်းအင်္ကာတွေကိုကြွဲကြွဲကျင်ကျင်ထုတ်ယူတတ်တဲ့လူသက်သမားတယောက်ပါအဲ့ဒါပြင် check the river ဘာလို့လဲသူကပါကြောင်ဒီလိုလူသက်မှုတွေကိုကျူးလွန်နေတာလဲဆိုတော့ဘယ်သူမှမသိခဲ့ကြပါဘူးဒီနေ့မှာတော့အမျိုးသမီးတွေကိုရဲရဲဆက်ဆက်တက်ဖြတ်တက်ပြီးတော့လန်ဒန်မြို့ White Chapel မှာလှုပ်ရှားခဲ့တဲ့ Serial Killer Jet the River ရဲ့လူသက်မှုတွေအကြောင်းပြပြပြရမယ် 1888ခုနှစ်တော့ကဝှိုက်ချက်ပဲကလူကြီးရပြည့်ကျနေပြီးတော့စင်ရမွေးတင်မှုတွေရာဇဝမှုတွေအပြည့်နေနေရတခုပါအဓိကအားဖြင့်အိုင်ယန်လန်ကရွှေ့ပြောင်းနေထိုင်သူတွေနဲ့ဥရောပရှေ့ပိုင်းကဂျူးဒုက္ခတွေတွေကဒီနေရာရောက်လာတာကြောင့်နေထိုင်သူလူဦးရေကဖောင်းပွားလာအဲအားကြောင့်ပဲအလောက်ကိုင်းနဲ့လူတွေရဲ့နေထိုင်မှုအဆင့်တွေတပြေးပြေးနှိမ့်ကြတာလေဒီဝှိုက်ချက်ပဲမှာမွေးခွာတဲ့ကလေးတွေရဲ့55ရာခိုင်နှုန်းကအတန်၅နှစ်မတိုင်ခင်မှာတည်ဆုံးခဲ့တာကြောင့်အထင်တွေကတော်တော်လေးဆိုးတယ်လို့ပြောလို့ရပါတယ်ခိုးဆိုးလို့ရမှုတွေ အတန်းဖတ်မှုတွေနဲ့စီးပွားရေးအဆင်မပြေတဲ့အခါမျိုးသမီးတွေကစားဖို့နေအတွက်ဤတစားအလုပ်ကိုလုပ်ခဲ့ကြရတယ်။အဲအားကြောင့်လူတော်များများက white chapel ကိုစိုးရွားတဲ့ဒူးစရိုက်မှုတွေဖြစ်ပေါ်ရတဲ့နေရာဆိုပြီးသတ်မှတ်ခဲ့ကြပါတယ်။ဒါပေမဲ့သူတွေအားလုံးရဲ့အမြင်ကိုပိုပြီးထေချသွားစေခဲ့တဲ့အချက်ကတော့သတင်းစာတွေမီဒီယာတွေမှာပါဖော်ပြခံရတဲ့ white chapel က jet the river ရဲ့လူသတ်မှုတွေကြောင့်ပါအဲ့ဒီချိန်တုန်းက white chapel မှာအမျိုးသမီးအများကြီးအသက်ခံခဲ့ရတယ်။1988ခုနှစ် April 3ရက်နေ့ကနေ 1862ခုနှစ်ဖေဖော်ဝါရီလ23ရက်နေ့အထိဖြစ်ပွားခဲ့ဒီလူသက်မှုဆက်တက်ကိုကိုရဲမှတ်တမ်းဒီမှာဝှက်ချက်ပဲလူသက်မှုများလို့စုပေါင်းခေါ်ဆိုတယ်။ဒါပေမဲ့ဒီလူသက်မှုဆက်တက်ကိုတွေကနေပြီးတော့ငားမှုပဲရပါရဲ့လက်ချက်ဖြစ်နိုင်တယ်လို့ယူဆခဲ့ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့အလောင်းမှာတွေ့ရတဲ့လေပင်ရထားတဲ့ရေဝမ်းပိုက်နဲ့လေငါတဝိုက်ကိုဖျက်ဆီးခံရတာတွေကိုရီးငါတွေကလည်းဖျက်ရှားတော့ပြီးတော့အလောင်းငင်နာကလည်းဖျက်ဆီးခံရတာတွေကိုကြည့်ပြီးတော့ဒီလူတွေတေဆုံးလာတာကကြက်တဲ့ရပါရဲ့လက်ချက်လို့ပြောနိုင်တာပါ။ ကျက်တရစ်ပါကသူ့ရဲ့သားကောင်းတွေကိုအပေါ်ကနီလန်တွေကိုအသုံးပြုပြီးတော့နှိမ့်ဆက်တက်ပြက်လေးရှိပါတယ်။အဲဒါကြောင့်ပဲ white chap ပဲလူသက်မှုမှတ်တမ်းတွေကပထမဆုံးအမှုနှစ်ခုဖြစ်တဲ့ Emma Ellis Basement နဲ့ Martha Habran တို့ရဲ့သေဆုံးမှုတွေကိုဘေးနီးဆန်တဲ့လူသက်သမားကျက်တဲ့ river ရဲ့လက်ချက်မဟုတ်ဘူးလို့ယူဆခဲ့တာပါ။အဲမှာ Alice Basmic ကတော့1888ခုနှစ် April လ3ရက်မနက်တနားဝယ်ချင်းတော့မှလူရဲ့ခံရပြီးလိမ်မိုင်းဆိုင်ရာအကြမ်းဖက်ခံခဲ့ရတယ်။သူ့ရဲ့မျက်နှာကိုဒုံးနဲ့ရိုက်နှက်ခံခဲ့ရပြီးတော့ ငရွက်မှလည်းထားတယ်ရရခဲ့ပါတယ်။သူမရဲ့မိုင်ငါးတွေကိုလည်းတုံးရဲ့အရာဝတ္ထုတစ်ခုထိုးသွင်းခံရတဲ့အတွက်ဝမ်းမိုက်ကအမီးပါးတွေအကုန်လုံးကပေါက်ပြဲသွားခဲ့ပြီးနောက်နေ့မှလည်းတေဆုံးသွားခဲ့ပါတယ်။စမစ်ကသူမမတည်ခင်မှာသူမကိုလုံးနှအူဒါမှမဟုတ်ဘုံဦးကတိုက်ခိုက်ခဲ့တဲ့အကြောင်းအဲ့ဒီကတယောက်ကတော့ဆယ်ကျော်တက်အရွယ်ပဲရှိသေးရဲ့ဆိုတဲ့အကြောင်းပြောပြခဲ့တယ်။ဒီတိုက်ခိုက်မှုကိုသတင်းစာတွေကအနောက်ပိုင်းဂျက်တရီပါရဲ့လူသားမှုတွေနဲ့ဆက်ဆက်ခဲ့ပေမဲ့လေစာရေးသူများဆိုတော့ရေပါရဲ့အမှုနဲ့မဆိုင်မနဲ့ ဝိုက်ချက်ပဲခိုင်းအကြမ်းဖက်မှုဖြစ်တတ်မှတ်ခဲ့ကြပါတယ်။နောက်တစ်ယောက်ဖြစ်တဲ့မာတာထာဗရန်ကိုတော့1888ခုနှစ်ဩဂတ်စ်လ9ရက်နေ့မှာဝိုက်ချက်ပဲဂျော့ရှာကလေကလေးပေါ်မှာအသက်ဖြတ်ခံခဲ့ရတယ်။သူမရဲ့အသက်ခံရမှုကလည်းတော်တော်လေးချိန်နေဆိုခဲ့ပါတယ်။ဘာဖြစ်လဲဆိုတော့အလောင်းရဲ့လေပင်အစုပ်နှလုံးအသည်တရက်ရွက်နဲ့အစိုင်းဝမ်းမိုက်တို့မှာဓာတ်ဒဏ်ရာ39ကျပ်တိတိခံစားခဲ့ရပြီးတော့ရင်သားနဲ့မိုင်းငါတွေမှာလည်းဓာတ်ဒဏ်ရာရရှိခဲ့ပါတယ်။ ထရဲတဲ့အရာအလုံးကြီးပါကိုတင်းနေပြီးချွန်ထက်တဲ့ဒါလိုမျိုးကရိယာနဲ့ထိုးသွင်းနေတာပါအဲ့ဒါကြောင့်လူတချို့ကဒီဟာကိုလက်သမားတယောက်ရဲ့လက်ချက်ကြောင်းဆိုပြီးယူဆတယ်ဒီမှုမှာလူတက်သမားရဲ့ရက်ဆက်ချမ်းကျုံမှုတွေမာကျတက်လဲဆိုရင်တိကျတဲ့ရည်ရွယ်ချက်မရှိရရင်နဲ့နောက်ပိုင်းရေပါရဲ့လူတက်မှုတွေနဲ့နှီးဆက်တဲ့နေရာတွေရန်ဆွဲတွေကြောင့်ရဲတွေကဒီလူတက်မှုကိုရေပါရဲ့လက်ထက်အပြင်ဆက်ဆက်ဖို့စူးစမ်းနေပါတယ်ဒါပေမဲ့တာဗရာဟန်မှာနောက်ပိုင်းလူတက်မှုတွေနဲ့မတူဘဲနဲ့လေပဲ ဒါမှမဟုတ်ဝမ်းပိုက်ကိုထားလဲလှီးဖြတ်ခံရခြင်းမရှိရကြ။ကျွမ်းကျင်သူအများစုကတော့ဒီအမှုကို Ripper ရဲ့လက်ချက်ဖြစ်မတက်မခဲ့ကြပါဘူး။ဒီ Jet Ripper တက်ခဲ့တယ်လို့သိကြတဲ့သူ့ရဲ့အဓိကသားက၅ဦးကတော့ Marian Nichols, Annie Chapman, Elizabeth Stride, Catherine Eddowes နဲ့ Mary Jane Kelly တို့ဖြစ်ပါတယ်။သူရဲ့တာကောင်တွေကပထမဆုံးတယောက်ဖြစ်တဲ့ Marian Nichols ကိုတော့1888ခုနှစ် August လ30ရက်နေ့အောက်ကြာနေ့မနက်3:40လောက်မှာ Whitechapel Bagru အခုဒါဝတ်စထရီမှာအလောင်းရှာတွေ့ကြတာပါ။ဒီဟာကဘလို့လို့တဲတဲ့ရေပါရဲ့လက်ချက်ဆိုပြီးအတိအကျသိရလဲဆိုလို့ရှိရင်သွန်မိုင်နယ်မှာနန်ရှိုင်းနဲ့ဓာတ်တရားနှစ်ချက်နဲ့အသားရည်လည်းပြီးခံထားရတယ်။မွိုင်းငါကိုလည်းဓာတ်နဲ့နှစ်ချက်ထိုးသွင်းထားပြီးတော့မွိုင်းမိုက်အောက်ပါရလည်းခွဲခံထားတော့အိုရီယာလည်းထွက်ကြနေခဲ့ပါတယ်။မရီရဲ့အလောင်းရှာတွေ့ပြီးတော့တပတ်ကြာ1888ခုနှစ်စက်တင်ဘာလ10ရက်နေ့စနေနေ့မနက်6:00နာရီလောက်မှာစပီဒဗီဟမ်ဘရီစထရီရဲ့အိမ်မက်29 နောက်ဝိဒကနာမှာအန်နီထက်မင်းရဲ့အလောင်းထပ်ပြီးတော့ရှာတွေ့ရယ်မရီတော့ကလိုပဲအန်နီရဲ့ level မှာလည်းဓာတ်ရရန်နဲ့ချက်ဖို့တွေ့ရတယ်။ပိုးဆိုတာကသူမရဲ့ one mic တစ်ခုလုံးကလုံးဝခွဲစိတ်ထားခံရပြီးတော့အဆိုင်ထဲကအသားစားတစ်ပိုင်းကိုလည်းသူ့အလောင်းရဲ့ဘယ်ဘက်ပခုံးမှာတင်ထားတယ်။ပြီးရောဦးသည်စိတ်ပိုင်းတချို့ကိုလည်းညာဘက်ပခုံးမှာတင်ထားပါတယ်။အန်နီရဲ့အလောင်းကိုအသေးစိတ်စစ်စစ်မှုတွေလုပ်တော့သူမရဲ့တအိမ်နဲ့စီရင်မိုင်းကအစိတ်ပိုင်းတချို့ကလည်းဖယ်ရှားခံလာတာကိုတွေ့ကြရပါတယ်။ နောက်ထပ်ရေပါကျူးလွန်နေတဲ့အမှုကတော့တရက်ထဲမှာလူမြောင်တက်ခေတာပါအဲ့ဒါကြောင့်လူရီယာဒီယာကို Devil Evan လို့သတ်မှတ်ကြတယ်1888ခုနှစ်စက်တင်ဘာလ30ရက်နေ့တနင်္ဂနွေနေ့မနက်ပိုင်းမှာ Elizabeth Strike နဲ့ Catherine Edo ဆိုတဲ့အမျိုးသမီးနှစ်ယောက်ကတပ်ပြိုင်နဲ့အသက်ခံခဲ့ရတယ် Strike ရဲ့အလောင်းကိုတော့ Whitechapel Farnham Street အကို Henrik Street ရဲ့အနီးမနက်တနားခါမှာရှာတွေ့ခဲ့တာပါအလောင်းမှာတော့သူမရဲ့ Velvet Levin ကသွေးလွှတ်ကြောနဲ့လေပြုံကိုဖျက်တောက်ထားတယ်၆လက်မလောက်ကျရှိရဲ့ဒဏ်ရာတို့ခုလေးကြောင့် တည်ဆုံးသွားနေတာပဲဖြစ်ပါတယ်။ခန္ဓာကိုယ်မှာနောက်ထပ်ဖြည့်ဆည်းရရမရှိရကြောင်းရီပါကတိုက်ခိုက်နေစဉ်အတွင်းလူတရားယောက်ကရောက်လာလို့အလောင်းကိုဒီန်းထားခဲ့ရတဲ့ပုံစံမှာ Elizabeth Wright ရဲ့အလောင်းကိုတွေ့ပြီးတော့3နိုင်45မိနစ်ကြာမှာ City of London ရဲ့ Mitre Square Town တနေရာမှာ Catherine Edo ရဲ့အလောင်းထပ်ပြီးတော့ရှာတွေ့ရတယ်။အဲ့ဒီလောက်မှာတော့ river ကသူ့လုံးနေကြပုံစံအတိုင်းသူ့မရဲ့လေဘင်းကနေနေရွက်တိရအောင်လိုလိခက်ထားရေ1 mile ကိုလည်းခွဲစိတ်ထားပြီးတော့သူ့မရဲ့ဘယ်ဘက်ချောက်ကန်နေ တဲ့ရဲ့အဓိကအစိပ်ပိုင်းချို့ကိုဖယ်ရှားရပြီးတော့မျက်နှာကိုလည်းရကြရမရှိအောင်ဖျက်ဆီးရပါတယ်။သူ့ရဲ့နောက်ဆုံးသားကောင်လို့ယူဆရတဲ့ Mary Jane Kelly ရဲ့အလောင်းကိုတော့1888ခုနှစ် November လအခုရနေ့တောက်ကြနေမနက်09:45ချိန်မှာ Spiderby Dawson Street ကမိုင်လာခေါ့အမတ်73မှာသူမနေထိုင်တဲ့အခန်းထဲကအိရာပေါ်မှာရှာတွေ့ခဲ့ပါတယ်။ Kelly ကအခန်းကျင်းလေးထဲမှာအသက်ခံရရတဲ့အတွက်လူသက်သမားကသူ့ရဲ့လက်ရကိုအဖြစ်အဝါဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲအကြောင်းသူမရဲ့ခန္ဓာကလည်းလုံးဝပုံပြပန်းပြဖြစ်အောင်ခုတ်ထစ်ခန္ဓာရတယ်သူ့ရဲ့မျက်နှာတစ်ခုလုံးကိုလည်းဘယ်သူမှမမတ်မိနိုင်လောက်တဲ့အထိဓာတ်နဲ့ခုတ်ထစ်ထားခဲ့ပြီးတော့လေဘင်းကိုလည်းကြိုးရိုးထိဖျက်တော့ထားခဲ့သူမရဲ့ကိုရင်းအင်္ဂါတွေကိုလည်းအခန်းထဲကပစ္စည်းတွေပေါ်မှာပြန့်ကျဲထားခဲ့ပြီးသူ့ရဲ့နှလုံးကိုတော့အခန်းထဲကနေယူဆသွားခဲ့ပါတယ်ဒီဟာကသူကျူးလွန်ခဲ့တဲ့မြာလူသက်မှုတွေအကုန်လုံးထဲမှာအတန်းကျုံဆုံးနဲ့အရက်ဆက်ဆုံးလူသက်မှုလို့တော့ပြောလို့ရပါတယ်။သူ့ရဲ့ဒီလိုလုံးရက်တရားပဲပရပါကတာမန်လူသက်တမ်းမှာတုံးမဟုတ်ပဲနဲ့ ခွဲသိဆီအောင်တယောက်လိုမျိုးကျွမ်းကျဲမှုရှိရသူဖြစ်နိုင်လဲဆိုရဲကောလာဟာလာရီယန်လူတွေကြားရဲ့ပြန်လာလာခဲ့တယ်။ဒါပေမဲ့ဒီ main လေးကိုတတ်တဲ့သူကဘသူလဲဆိုတာကိုဘသူမှမသိကြအောင်ဒီ jazz rapper လူတတ်မှုရဲ့စုံစမ်းစစ်ဆေးမှုကတော့ Metropolitan Police White Chapel HWSN ကိုစုံထောင် Inspector Ed Merrick ကဦးဆောင်ခဲ့ပြီးတော့နောက်ပိုင်းမှာတော့ Scotland Yard ကစုံထောင် Inspector တွေဖြစ်တဲ့ Frederick Evelyn, Henry Moore နဲ့ Walter Andrew ကလာရောက်ကူညီခဲ့ပါတယ် ဒါပေမဲ့ CIA ညီအကြီးကရောဘတ်အန်နာဆန်ကအ धिक လူတက်မှုတွေဖြစ်ပွားနေုံပါပဲ။ခွဲယူပြီးတော့ဆွစ်ဇာလန်ကိုရောက်နေရကြ။အီဆောင်စဲစစ်ဆေးမှုမှာအခက်အခဲတာဖြစ်ခဲ့ပါတယ်တဲ့။အဲ့ဒီအချိန်တုန်းကရဲတပ်ဖွဲ့တွေကဟိုအချက်ပေးမှာရှိရဲ့အိမ်တိုင်းလိုမေးမြန်းမှုတွေပြုလုပ်ခဲ့ပြီးတော့အဲ့ဒီနေရာမှာရှိရဲ့လူပေါင်း300ကျော်ကိုစုံလမ်းစစ်ဆေးခဲ့တယ်။ နောက်တော့ဒီနေရာမှာလူယောက်80ကိုထိသိမ်းခဲ့ပါတယ်။ရဲရဲစွမ်းဆောင်ရည်ကိုမကျေနပ်တဲ့အတွက်ဒေသခံတွေကကရောဘာဟာသူတို့အဖွဲ့အစည်းတစ်ခုအဖွဲ့အစည်းလိုက်ပြီးတော့လမ်းမတွေပေါ်မှာတန်ရရှိသူတွေကိုရှာခွေခဲ့ကြတယ်။ကော်မတီအားဒီလူသက်သမားကိုဖမ်းဆီးနိုင်လို့ရှိရင်စုတင်ဝင်ပါပေးမယ်လို့ပြောဆိုခဲ့ပြီးတော့ပေါကလိကဆုံးလောက်တွေကိုလည်းငှားရမ်းခဲ့ပါတယ်။ဒါပေမဲ့ရီဘာကသူ့ဘသူလဲဆိုတာစုံစမ်းနေတဲ့သူတွေအကုန်လုံးကိုတောင်းပြမှုဆိုပြီးတော့မီဒီယာနဲ့ရဲရီစီကိုစာပို့ခဲ့တယ်။အဲ့ဒီတွေကတချို့စာတွေကလူတွေကြားထဲမှာအယံနဲ့ပဲကြီးပါတယ်။ အဲ့ဒီစာရီကတချို့တော့အခုပြောပြရရမယ်။ Dear Boss Letter ဒီစာကတော့ Jack the Ripper ဆိုတဲ့နာမည်ကိုပထမဆုံးစနေသုံးခြင်းစာကပဲမယ်။ဒီစာကသတင်းစာရောင်းအမြင့်လင်မှုအတွက်သတင်းနောက်တွေကဖန်တီးရဖြစ်နိုင်တယ်လို့ရဲရရှိရယူဆခဲ့ကြပါတယ်။နောက်တစ်စာကတော့ From Hell Letter ဒီစာကတော့ White Chapel ရဲ့စောင့်ကြည့်ကောမဒီနာဆောင် George Lexie ကိုပို့ခဲ့တာပါ။စာနဲ့ဒူဒူသူ့သားကောင်စီရယူထားတယ်လို့ယူဆရတယ်။ကြောက်ကတဲ့ချံလည်းပါလာခဲ့တယ်။ စာရဲမှာလေဂျက်ကရီပါကကျန်းတဲ့တချံကိုသူစားလိုက်ပြီလို့ဝန်ခံခဲ့တာကလန်နဲ့တမျိုးလုံးထဲလန့်တော်လုံးသွားစေခဲ့တယ်။အဲ့နူနဲ့ရီပါကသူ့ရဲ့နောက်ဆုံးသားကောင်တက်ပြီးရဲ့နောက်မှာတော့လူတမ်းမှုတွေကရုတ်တရက်ကြီးရပ်တန့်သွားတယ်။နှစ်ပေါင်းများစွာစုံနောက်တင်တဲ့ရဲတွေကဂျက်တန်ရီပါရဲ့နာမည်ရင်းကိုဆက်လက်ရှာဖွေနေကြတယ်ဖြစ်ပြီးတော့တန်ညာရှိသူပေါင်း၁၀၀ကျော်ထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီတည်းမှာတန်ညာရှိသူအချို့ကတော့ Iron Cosmic Ski ဆိုရယ်ပိုလန်နယ်ပွား White Chapel မှာနေတဲ့ဆန္ဒဆရာတို့ပါ ရဲတွေကသူ့ကိုတန်တရားရှိသူစရင်နဲ့ထည့်သွင်းခဲ့ပြီးရဲ့နောက်ပိုင်း DNA သစ်ဆေးမှုတွေအရခင်းနိုင်ကြီးရှိရဲ့လို့ပြောဆိုခဲ့ပူပါတယ်။နောက်တစ်ယောက်ကတော့ Prince Albert Bitter ဒီလူက British အဝင်မိသားစုတူဖြစ်ပြီးတော့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာမူမမှန်မှုတွေကြောင့်ဒီလူက Jet the Reaper ဖြစ်နိုင်တယ်လို့ခန့်မှန်းခဲ့ကြတာပါ။ဒါပေမဲ့ခိုင်မာတဲ့တက်တဲ့အထောက်အထားကတော့မရှိခဲ့ပါဘူး။နောက်ဆုံးတစ်ယောက်ကတော့ Motor Go John Truett ။သူကရှင်းနေတိုးဖြစ်ပြီးတော့1888ခုနှစ်ဒီဇင်ဘာလမှာတည်ဆုံးခဲ့ပါတယ်။ ရိပါရဲ့လူတန်းမှုတွေရပ်တန့်သွားတဲ့အချိန်တန်းနှီးဆက်တာကြောင့်စုံတော်တချို့ကသူ့ကိုတန်တဲ့ဝင်ငင်ကြပါတယ်။ဒါပေမဲ့ကျက်တဲ့ရိပါကဘသူလဲဆိုတာကိုတော့အခုချိန်နေဘသူမှတရားမသိခဲ့ကြပါဘူး။ဒါပေမဲ့ဒီလိုမျိုးအချိန်အကြာကြီးမဖြစ်ရှင်းနိုင်ခဲ့ရမှုတရေခမ်းလူသက်သမားကိုမဖော်ထုတ်နိုင်ခဲ့တဲ့အမှုကအခုချိန်မှာတော့အဆုံးသတ်နိုင်လို့မချင်းတွေကိုရောက်လာတော့မယ်လို့ပြောလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ Jack Curry ပါရဲ့လူသက်မှုတွေကိုစိတ်ဝင်တစားနှိမ့်ရှည်လာများစုံစမ်းစစ်ဆေးနေတဲ့ Russell Edwards ဆိုတဲ့သူကအခုချိန်ထိမဖြစ်ရှင်းနိုင်ရတဲ့အမှုကို တရားခံဖော်ထုတ်နိုင်လို့မဲဆိုတဲ့အကြောင်းကိုအတိအကျပြောခဲ့တယ်။သူကဘာဖြစ်လို့အဲ့လိုပြောခဲ့တာလဲဆိုလို့ရှိရင်ရီပါရဲ့တားကောင်တို့ဖြစ်တဲ့ကက်သရင်းအဲဒိုးစ်ရဲ့ရာဇဝမှုဖြစ်ပေါ်တဲ့နေရာမှာတွေ့ခဲ့ရတဲ့သွေးစွန်းရင်းပေါ်ပါ။အဲ့ဒီလိုက2009ခုနှစ်ကလေလံပွဲတစ်ခုမှခွဲယူခဲ့ပါတယ်။အဲ့အကြောင်းဆိုတော့ဒီအခင်းဖြစ်တဲ့နေရာကနေရလာတဲ့ဖော်ဝါကနေပြီးတော့ DNA နမူနာတွေကိုရအောင်လုပ်တယ်။နောက်တော့ခင်မီမှုကိန်းဆေးပညာတွေနဲ့ DNA စစ်ဆေးမှုတွေကိုပြုလုပ်ဖို့စီစဉ်ခဲ့တယ်တဲ့။ဒီလိုမျိုးစစ်ဆေးရဲ့နေရာမှာတန်တရားရှိသူတွေက ပြည့်ပေါင်းများစွာကြာနေပြီဆိုတော့တော်တော်များများတော့အဆုံးမကုန်ကြပါဘူးအဲ့တော့ဒီတန်တရားရှိသူတွေရဲ့ကြံရည်တဲ့မိဘဆွေမျိုးသားချင်းတွေကိုအကူအညီတောင်းပြီးတော့သူတို့ရဲ့ DNA နဲ့စစ်ဆေးခဲ့ရတယ်အဲ့ဒီစစ်ပြီးရခါမှာဒီပေါ်ဝါနေရလာတဲ့ DNA ကဂျက်ဒယ်ဖီဘာလို့တန်တရားရှိရတဲ့အတယောက်ဖြစ်တဲ့အိုလမ်မဲဝါစန်တာဆီယာအာရွန်ကော့စမစ်ကီနဲ့ရာနှုံးကြီးကညင်းနေတာကိုတွေ့လဲရတယ်။ဒါပေမဲ့ကော့စမစ်ကီကစိတ်ကြမ်းမာရေးမကောင်းလို့ဆေးရောဂါကိုဆေးရုံမှာကွယ်လွန်သွားရတာအချင်းတော်တော်ကြပါပြီ။အခုချိန်မှာတော့ဒီလူသက်သမားကိုအတီးပြုတ်နိုင်မှုအတွက် အရင်ဝင်စုံစမ်းစစ်ဆေးမှုတွေဆက်ပြီးပြုလုပ်ပေးဖို့တောင်းဆိုနေကြတယ်။ဒါပေမဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့ကြွမ်းကျင်သူတွေကတော့ဒီလောက်နှစ်ပေါင်း136မြေနီးပါးကြာတော့မှရလာခဲ့တဲ့ဒီအနေထောက်ထားတွေကိုတန်တရားဝင်နေခဲ့ကြတယ်။ဒီရှာတွေ့မှုကိုထောက်ခံတဲ့သူတွေကတော့အရာကလူသက်မှုရဲ့တရားခံကိုရှာခွေနိုင်လိမ့်မယ်လို့မျှော်လင့်နေခဲ့ကြပါတယ်။တကယ်လို့ဒီပေါ်ဝါနေရလာခဲ့တဲ့ဒီအနေတက်တွေကိုဒါတရားရုံးလက်ခံခဲ့ရင်တော့အတော်ရဲ့ရှာဖွေတွေ့ရှိချက်တကူကနှစ်ပေါင်းရာနဲ့ချီပြီးမပြေရှင်းနိုင်ခဲ့တဲ့အမှုနောက်ဆုံးမှာတော့အဆုံးသတ်နိုင်တော့မှာပဲဖြစ်ပါတယ်